လလုံးမျိုးပေါ်နှစ်ဖက်ပြခတ်မှုမှာလက်စဒါအပေးဆက်ယုံကြည်ထိမှန်သွားလို့အခြေယူပြုပြင်ရမယ့်အခြေအနေဖြစ်နေပါတယ်။လလုံးမျိုးပေါ်မှာဒီကနေ့စက်တင်ဘာလ30ရက်မနေ့အစောပိုင်းမှာဆက်အနာရှင် တက်တဲ့တော်လိုင်းတက်ကြနှစ်ဖက်ထိတွေ့ပြခတ်မှုဖြစ်ပွားခဲ့ပါတယ်။ဆက်အနာရှင်တက်တက်ဆွဲထားတဲ့လလုံးမျိုးပေါ်ကလဝကယုံနဲ့လလုံးရဲစကန်းတွေဘက်ကပြခတ်တံတွေကြားရတယ်လို့ဆိုပါတယ်။ နှစ်ဖက်ပိတ်ခတ်မှုတနာရီလောက်ဖြစ်ပွားခဲ့ပြီးထိခိုက်မှုအခြေအနေပါဝင်ဘယ်ဖွဲ့ကပိတ်ခတ်တယ်ဆိုတာပါမသိရသေးပါဘူးပိတ်ခတ်မှုထဲလလိုဒါအားခွဲယုံက transformer ကြည်တိမှန်ပောက်ထွက်သွားလို့လလိုမြို့နယ်မှာလက်ဆက်ဒါအားပြတ်တောက်သွားတယ်လို့တဝက်ကယ်လက်ဆက်ဒါအားဖြတ်ဖြူရေးလုပ်ငန်း Petrol and Train Company ကထုတ်ပြန်ထားပါတယ် transformer ပါဝင်ကြည်တိမှန်ပျက်စီးသွားတဲ့စက်ပစ္စည်းတွေကိုပြုပြင်ဖို့လိုအပ်တဲ့စက်ပစ္စည်းတွေဟာတဝယ်မှာမရှိတာကြောင့် ရန်ကုန်ကနေမှာယူပြုပြင်ရမှာဖြစ်တယ်လို့မြို့နယ်လက်ဆင့်မှုကပြောဆိုပါတယ်။ဒဝဲရန်ကုန်လမ်းခရီးပေါ်မူတည်ပြီးတပတ်ဆယ်ရက်ခန့်ကြာလှည့်စစ်ပြတ်တောက်နေတယ်လို့မြို့နယ်လက်ဆင့်မှုကခန့်မှန်းပြောဆိုပါတယ်။ဒေသခံတွေကတော့သတင်းကြောမီထုံပွဲတော်ကာလလက်ဆင့်မီပြတ်တောက်မဲ့ပေါ်ညှိတွားနေကြပါတယ်။ပြီးခဲ့တဲ့စနေဘာလ14ရက်နေ့ကလည်းလလုံးမြို့ပေါ်ကလဝကရုံဆရာနာရှင်တပ်စခန်းနဲ့လမ်းရင်းထွက်လာတဲ့ဆရာနာရှင်တပ်သားတွေကိုဖက်ဒရယ်ဒူဝန်ကျဲတပ်ဖွဲ့ကပိတ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။ တရချောင်းမြို့နယ်ကြောင်းလီကာရွာဘက်မှာစစ်နာရှိတဲ့စစ်ကြောင်းနဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်နေပြီးအရက်သားနေအိမ်တချို့မိရှုခံရရလို့ဒေသခံတွေနဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေစီကတီးရပါတယ်။စစ်တေမာလာ29ရက်နေ့မနက်ပိုင်းမှာအုတ်တူရွာကတဆင်အင်းပြားရွာနဲ့ကြောင်းလီကာရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်နာရှိတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့နှစ်ဖက်တိုက်တွန်းတိုက်ပွဲဖြစ်နေတာပါ။ဒီကနေ့မနက်ပိုင်းထီလဲပြက်ခတ်တန်တွေကြားနေရဆဲဖြစ်တယ်လို့စုံဖျားရွာကအမျိုးသမီးတအူကဆိုပါတယ်။ အလာဒူကြောင်းလီကရွာနဲ့အပြားရွာဘက်ကလည်းနှစ်ဖက်ပြက်ကတန်တွေကြားနေရပြီးအုတ်တူရွာဘက်ကလည်းလက်နဲ့ချင်းနဲ့ပြစ်နေလို့ဆက်ပြီးရှောင်နေတဲ့အုတ်တူဒေသခံတွေစီကတရားပါတယ်။နှစ်ဖက်တိုက်ပွဲနဲ့နေအိမ်မီရှုခံရတဲ့အခြေအနေတွေကိုတော့ Dwell Watch ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။တရက်ချောင်းမျိုးဘက်ကအေအာထပ်ဖြစ်ဖို့နောက်ထပ်ဆက်နက်ရှိတပ်သားတွေလာနေတယ်လို့တင်ရတဲ့အတွက်မဲနဲ့အိုးအုတ်တူတင်ကျော်ရန်တောင်စောဖျားအင်းပြား ကြောင်လေကကင်းရှိစားတဲ့အနီးဝချင်းကဒေတာခန့်တွေရွာလုံးကျော်နေပါထွက်ပြေးနေကြတယ်လို့ဒေတာခန့်တွေစီကသိရပါဗျ။ဆက်နာရှိတဲ့ဆက်ကြောင်ဟာအော်ဂုတ်လနဲ့စတေပါလာထဲတရချောင်းမြို့ဘက်ကရွာတွေမှာနေအိမ်တွေမိရှုဖြစ်စီတာအရက်သားတွေကိုလူသားဒိုင်းတစ်ဖွဲဖမ်းစီတာတပ်ဖြတ်တာဒေတာခန့်တွေရဲ့ဖုံးရွှေငွေကြေးစိုင်းကန်နဲ့အိတ်ထောင်ပြိပော့ကပျက်စီးတွေကိုလည်းယူဆောင်သွားခဲ့ကြသေးတယ်လို့သိရပါဗျ။ အချက်ဖက်စစ်တပ်ကစစ်ကြောင်းထိုးတဲ့အချိန်ထွက်မပြေးနိုင်တဲ့ပြည်သူတွေကိုပစ်တပ်ပြီးရွာလုံးကျွတ်မိရှုခဲ့တဲ့အကြောင်းကိုအလင်းဝင်လာတဲ့တပ်သားမောင်ဝေစိုးသူကဝန်ခံထားတဲ့အပြင် PDF 12ဦးလောက်နဲ့သာခုခံတိုက်ခိုက်မှုကိုအင်အားရာချီတက်လာပြီးဆိုပြီးစစ်တပ်စစ်ကြောင်းတစ်ခုလုံးထွက်ပြေးခဲ့ကြတဲ့အကြောင်းတွေကိုလည်းဝန်ခံထွက်ဆိုထားပါတယ်။ဒါကတော့စက်တင်ဘာလ18ရက်နေ့ကပဲဒင်းတိုင်းတိုင်းတည့်ရ6မြို့နယ်မှာအချက်ဖက်စစ်တပ်ရဲ့ခမရ405တပ်ထဲအပုတ်ခံရတဲ့စစ်မှုရန်တပ်သားမောင်ဝေစိုးသူဟာ ဒေါ်လာရင်းတက်တွစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ဒုတိယစစ်ကြောင်းကပြောထားပါလေ။အဲ့ဒီနောက်ဒေါ်လာရင်းတက်တွကအလင်းဝင်လာတဲ့တသားတမောင်ဝေဆိုသူကိုကောင်းကောင်းမွန်မွန်လက်ခံကျူစွခဲ့ပြီးသူဟာမွန်ပြည်နယ်ချက်ခမီမြို့ကဖြစ်တယ်လို့စစ်မှုထမ်းအဖြစ်စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးတာခံရပြီးတော့စစ်မှုထမ်းအပတ်စဉ်17တင်ဒန်းစင်ဖြစ်တယ်လို့လည်းဆိုပါလေ။အဲ့ဒီနောက်စစ်မှုထမ်းတသားမောင်ဝေရဲ့ပြောဆိုချက်အရအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာတဝယ်မြို့နယ်မှာစစ်ကြောင်းထိုးတဲ့အချိန်ရသပြည်သူတွေနေတဲ့ကြေးရွာတွေတဲဝင်ပြီး ထမပြေးနိုင်တဲ့ပြည်သူတွေကိုစိုးအကြောင်းမဲ့ပြစ်တပ်ပြီးတော့ရွာလုံးကျွတ်မိရှုတာတွေကိုလုံနေကြတာကိုလည်းသူကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့အကြောင်းနေအိမ်တွေကပြည်သူတွေရဲ့အဖို့တန်းပစ္စည်းရွှေငွေတွေကိုလည်းစစ်သားတွေကလူရဲယူဆောင်တာတွေနေအိမ်တွေမှာလေးဖြတ်နေလို့မပြေးနိုင်တဲ့ပြည်သူတွေနဲ့တက်ကြီးရွယ်အုပ်တွေကိုလည်းဒီအတိုင်းထားခဲ့လို့ရရသားနဲ့ရရဆက်ဆက်ပြစ်တပ်ခဲ့တာတွေကိုစစ်သားတွေကပျော့ပျော့ကြီးကျူးလွန်နေကြတာကိုလည်းသူကိုယ်တိုင်မြင်တွေ့ခဲ့ရပြီး တပ်သားအစ်စ်တွေကသူတို့လောက်တာတွေကို တားလို့လည်းမရသလိုဝင်ပါလို့လည်းမရဘူးလို့အလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားမော်ဝေကထွက်ဆိုထားပါလေ။အဲ့ဒီလိုအပြစ်မဲ့ပြည်သူတွေကိုတပ်ဖြတ်မိရှို့နေတဲ့အချက်ဖတ်စစ်တပ်စစ်ကြောင်းကတကယ်တကယ် PDF 12ဦးလောက်ရှိတဲ့တပ်ဖွဲ့နဲ့ထိတ်တိုက်လဲတွေ့ရော PDF ဘက်ကအင်အား12ဦးလောက်ရှိတာကို PDF ရာချီတက်လာပြီဆိုပြီးအင်အား80လောက်ရှိတဲ့စစ်တပ်စစ်ကြောင်းတစ်ကြောင်းလုံးဟာအကုန်လုံးထွက်ပြေးခဲ့ကြရုံနဲ့မကား လေရင်ပြစ်ကူပါခေါ်ပြီးဘုံကျဲခိုင်းခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့အလင်းဝင်လာတဲ့တပ်သားတစ်မောင်ဝေးကပြောပြထားပါတယ်။ဒါပြင်လက်ရှိစစ်တပ်အတွင်းနှီးပေါင်းစုံနဲ့စစ်သားတစ်စုဆောင်ခံရတဲ့သူအများစုဟာစစ်မတိုက်ချင်ကြပဲအခွင့်အရေးရတာနဲ့ထွက်ပြေးခြင်းနဲ့ဒုရီတာအမြောက်အများရှိနေတယ်လို့အလင်းဝင်လာသူတပ်သားတစ်မောင်ဝေးကထုတ်ဖော်ပြောဆိုထားပါတယ်ခင်ဗျ။ ။တင်းတိုင်းတိုင်းပလောမြို့နယ်ကတောင်ရကန်းကြီးရွာမှာတဆွဲထားတဲ့အချက်ဖတ်စစ်တပ်ကို KNL အထူးတပ်ဖွဲ့ကတွားရောက်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်ကနှစ်ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြန်ပြီလို့ KNL တမဟာလေးအထူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ26ရက်နေ့ကပဲတင်းတိုင်းတိုင်းပလောမြို့နယ်မှာတမိုင်းတောင်စစ်တပ်စခန်းကနေစခန်းစွန်ပြီးထွက်ပြေးသွားတဲ့အချက်ဖတ်စစ်သားတွေဟာ တောင်ရခန်းကျေးရွာမှာတွားရောက်တက်ဆွဲထားတဲ့အတွက် GNL အထူးတပ်ဖွဲ့ကတွားရောက်တက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခတ်မှုအတွင်းစစ်တပ်ကနှစ်ဦးကတော့ GNL လက်ချက်နဲ့ပဲပွဲချင်းပြီးတွေကိုတိတ်ကုန်ကြပြီနောက်ထပ်သုံးဦးကဒဏ်ရာရသွားတာကိုအတိုင်းသားမြင်တွေ့နေရတယ်လို့ GNL တပ်မှလေးအထူးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါလေလက်ရှိအဲ့ဒီတောင်ရခန်းကျေးရွာမှာတက်ဆွဲထားတဲ့စကန်ဆွန်ခေါ်ထွက်ပြေးသူအချမ်းဖက်စစ်သားတွေကို KNL တပ်တွေကအမှတ်ချွေလုပ်ငန်းစဉ်အတိုင်းတိုက်ခိုက်နေပြီး အဲ့ဒီခြေရွက်ကနေလေစစ်သားတွေဟာဘယ်ကိုထပ်ပြီးထွက်ပြေးအောင်မလဲမသိသေးဘူးလို့ KNL တပ်မှလေအထုတပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်။တစ်ဖက်မှာလေလက်ရှိတင်းတိုင်းတိုင်းမှာအကြမ်းဖက်စစ်တပ်ကတော်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုပြန်လည်ထိန်းချုပ်ခြင်းနေတဲ့အတွက်စစ်ကြောင်းထိုးတာတွေတွားတွားလုံနေပြီမယ်။တော်လိုင်းရေးတပ်တွေကိုဘလို့မှမကြော်နိုင်မယ်။သူတို့စစ်တပ်ဘက်ကသာနှီးမျိုးစုံနဲ့တိုက်ခိုက်ချေမှုန်းခံနေရတယ်လို့လေဒေတာတွင်တင်ပြရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။